စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလတရက်ကနေ9ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်လူရပြည့်စုံမယ်ခရီးကိစ္စအစဉ်ပြေမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာလုပ်ငန်းတွန်းတွဲပြီးတော့ကောင်းသောတိုးတက်မှုရဲ့နှစ်သာရကိုရရှိစီမံကိန်းစဉ်အကြံစစ်တွေလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့ ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုး ရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒီဇမတရနေ့ကကို့အတွက်ရာရာဆင်ပြေတဲ့နေ့ဖြစ်ပြီးကံကောင်းမယ်။နှစ်ရက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ပြီးတိုးတက်မယ်။ သုံးရက်နေမှာစိတ်ချမ်းသာမယ်လိုရာပြည့်စုံမယ်ရာရာပြည့်စုံမယ်လေးရက်နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေအတွက်စီစဉ်ဆောင်ရွက်ကြိုးပမ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၅ရက်နေမှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းကိုကြုံမယ်၆ရက်နေမှာငွေကြေးကံကောင်းမယ်ဒါပေမဲ့မတော်ဆန့်ရဲ့ထိခိုက်မှုကိုထူးဖြူပြီးကျူးဆန်းရမယ်ငကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အနောက်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ် နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကြူဆိုင်မယ်ခொနည်းနေ့မှာမဟာရကျမ်းဖြစ်တော်အပြောမလုံးနဲ့အညင်ရှိတတ်တယ်ရေရနေရင်ရနေကြူဆိုင်ရမယ်အဲ့ဒီမှာမြောက်ရောက်ဥတီသွားစေနေရှိတတ်တယ်မနေ့7နိုင်ခွဲနဲ့7နိုင်တွင်အသွာလန်နေတိုင်းအထူးပြုပြီးကြူဆိုင်ရမှာဖြစ်ပါတယ်တပတာကာလအတော်တွင်မှာဇာသပရင်းနေဗုဒ္ဓနေရင်ကနေမွေးသူတွေကကောင်းကျိုးပေးတယ်တနည်းလားသောကြမွေးသူတွေဒုက္ခပေးတတ်တယ် 369ခန်းနိုင်နေကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တွေကိုဝစ်စင်သုံးဆွဲပြီးလိုရှိရာကိစ္စများဆောင်ရွက်ပါအဆင်ပြေသွားနိုင်ပါတယ်အညီရောင်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာပြုဆောင်ရွက်ပါ၄ရက်နေ့ဒီဇင်ဘာအဲ့ဒီနေ့ကလာပြည့်နေ့နတော်လာပြည့်နေ့ကြာသာပတိနဲ့တိုက်ဆိုင်တယ်လာပြည့်နေ့ကြာသာပတိတိုက်ဆိုင်တဲ့နေ့မှာလင်မန်းတစ်ချက်ထဲမှာလဘဲ၄ပုံပုံပြီးတော့အဲ့ဒီလက်ဖက်၄ပုံပုံထားတဲ့လင်မန်းဖျားလှူလိုက်ကတ်လှူလိုက် တူတူခြားခြားလက်ပွင့်တယ်လက်တွေ့ဆန်းသက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်